ဘာကြီးဟင်းတပေါင်နေတော့ပေါ်လာပြီဘာကြီးဟောပေါင်ပေါ်လာပဲကွာမင်းပစိုးလေးစပြီးတော့မင်းဥစားလုံးလေးဗောမင်းပေါင်ပေါ်လာမဟုတ်ဘူးတပေါင်ပေါ်လာတပေါင်ပေါ်လာဟောတပေါင်ပေါ်လာဟုတ်တယ်ဗျာဘာဘယ်ရတပေါင်တပေါင်ဆိုတော့ငါတို့ဟိုးတော့ဟိုဥစားလေးဟိုဟာလေပညာရှိအမတ်တို့အဲ့တော့အဲ့တော့သူတို့ဆရာတော်ကြီးနေအေးအေးဟောပြောခဲ့တဲ့တပေါင်เนี่ยအင်မတန်မှန်တယ်ဟိုဆရာတော်တပားဆိုဗာလေကျော်ရွှေဘောကျွန်းရွှေဘောကျွန်းဆရာတော်ဖရားရဲ့တပေါင်အေးဟုတ်ပြီအဲ့တပေါင်ဆိုရင်အခုကျွန်တော်2021မှာလောကကွက်တိပဲ ဟုတ်သူသူပြောခဲ့တာကြာပြီနော်ကြာပြီလေလွန်ခဲ့တယ်ကျွန်တော်ပြောတာအနှစ်20လအနှစ်30လောက်ရှိပြီနော်သူပြောခဲ့တဲ့အဲ့ဒီတပောင်ကအခု2021မှာကွက်တီပဲကွက်တီဟုတ်တယ်ကွက်တီပဲပြင်အခုဘလို့တပောင်လေးပေါ်တာလေလုံးဆမ်းမအောင်အခုတပောင်အစ်စ်ပေါ်တယ်ဗျာနော်2025အကုန်2026မှာပေါ်လာတဲ့တပောင် အရေးကြီးတယ်နော်ဟဲ့အရေးကြီးတယ်အဲ့အဲ့အဲ့ဒီဘောင်မင်းမပါလာလားပါလာဗောပါပါပိုင်ငေါ့ပြောသားမှာရအောင်ဟိုနေဘာပြောပြမယ်အဲ့တဘောင်ကလေကျွန်တော်ကကျွန်တော်မြန်မာပြည်တပီလုံးမဟုတ်ဘူးနော်နေပြီးတော့နေရာလေးပဲကွက်ပြီးတော့ထွက်တယ်တဘောင်ဟာနေပြီးတော့အတွက်တဘောင်တဘောင်မြန်မာပြည်တပီလုံးအတွက်မဟုတ်ဘူးမဟုတ်ဘူးဒါပေမဲ့မြန်မာပြည်တပီလုံးနဲ့တော့တက်ဆိုင်တာတက်ဆိုင်တယ်တက်ဆိုင်တယ်ဒါပေမဲ့အဓိကထိမှာကအဲ့နေပြီးတော့မှထိမှာဟိုတော့တဘောင်ဆိုတာလုံးစောင်းမောင်လုံးစောင်းမောင်ဒွေဖတ်ပြမယ်နော်ဟာနေပြီးတော့တဘောင်နဲ့2026 十米幺，好，南北两地九厘米，差多少米？三千六两三厘米，好，那都明明标哎嘛不？好来吧，那我写的来吧，沒通通嗯、不见梅山路没那么拖垮，堂堂几厘米？再超过标了啊！再超过标了！写的来，再超过标了，写的来，嗯，没有路平，嗯、一,一,一、嗯、片没。 ထိုခါသေတွင်ဆင်းလိမ့်မည်။အော်သူ့ကိုသူမင်းလုံးသူကသူကပြောနေတာလေ။ဒါတော့တပောင်ရလေးပါ။နောက်ရှိသေးတယ်ပါ။၃ညအကြာပြည်မြန်မာထိုခါဖွင့်ပြိုး စလိမ့်မည်။နော်။ဟာရောက်။အဲ့ဒါနေပြီးတော့တပောင်ပါဗျ။အေးဟုတ်ပြီ။အဒီဒီငါတို့ကိုစပေါ်တော့လေ2026ဆိုတော့2026ခုနကအကုန်တော့မယ်2026 2028ရှင်းပြောရရင်တော့အဘရဲ့ဒီတပောင်မှာကဘာအချက်နှစ်ချက်တွေ့ရလဲဆိုတော့ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေအတွက်ပေါ့နော်ဟိုကောင်းတဲ့ချက်တစ်ခုရှိတယ် အဘားတို့တက်ချုပ်ကြီးတို့ကျွန်တော်တို့စက်ကမှာစစ်ကော်မရှင်စတန်ဒတ်အာမီတို့လည်းကျွန်တော်တို့ဆိုးတဲ့တရင်တစ်ခုရှိတယ်။အေး။သူကကောင်းတာနဲ့ဆိုးတာနှစ်ခုတော့တွေ့ရတယ်။နှစ်ခု။ဟုတ်တယ်။ဟိုပေါ့ဟိုကောင်းတာကတော့ဗာလဲဆိုခုနအဘပြောဆိုသုံးနှစ်အကြာပြည်မြန်မာထိုခါဖွင့်ပြိုးစလိမ့်မည်။အေး။အဲ့တော့ဒီ2026 2029 2028အဲ့သုံးနှစ် ရောက်ပြီပြီးပြီဆိုတာ ਨੇ ကျွန်တော်တို့မြန်မာနိုင်ငံကြီးอ่ะဟိုးအရင်လိုပဲကျွန်တော်အာရှမှာကြားဆိုတဲ့အတိုင်းပဲကျွန်တော်ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်အဲတဘောင်ရဲ့အဆိုးစင်ကာပူတော်ထွန်းသွားနိုင်တယ်ပေါ့ကျွန်တော်ပြောတာမဟုတ်ဘူးเนาะတဘောင်ရဲ့အဆိုးအေးဟုတ်ဟုတ်เนาะနောက်ထပ်ကျွန်တော်တို့ရဲ့ဒီအဘားတို့တက်ချုပ်ကြီးတို့ရဲ့ကျွန်တော်ရဲ့စစ်ကော်မရှင်အဲ့ဒီအတွက် ကတော့ကျွန်တော်အဆိုးတစ်ခုရှိတယ်ဖော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 ်ဘလူးဆိုးလေအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဘိုးချင်းမိတ်စာလူမတမထိုကာထောင်းထောင်းကြည်လိမ့်ပြီတွားပြီပေါ့တွားပြီအသေးတော့ပေါ့အဲ့ဒါအဘားတို့ပြောတာအေးအဘားတို့ပြောတာ ငါငါတို့မင်းတို့ရှိတယ်ကျွန်တော်တို့ကျွန်တော်တို့တော့ပြောတာအဘလို့လည်းပြောတာဒါတော်ပြီကွာ standard army နော်တွားလိုက်မယ်ဆိုရအကြောင်းပြည့်ရှိသေးရမင်းရုပ်လူဖြင်းပြပြမင်းထိုခါသေးတွင်ဆင်းလိမ့်မည်။အော်မင်းရလေသူ့ကိုသူ तू ကနေတော့မင်းဘယင်ဘယင်မင်းမင်းဆိုပြီးတော့ तू ကပြောတာသူ့ကိုဘယ်သူကနေတော့ဘယင်နေရပေးတာဘယ်သူကမင်းနေရပေးတာလို့လေ။ဟုတ်တယ်ဗျာ။အခုရထားတဲ့သူ့မှာဘွယ်သူဂုံသူတွေတောင်မှ သူ့ဘွယ်သူ့ကိုသူ့ဘန်နေသူပြန်ပေးနေတာလေအာတီစီသူဘွယ်ရတယ်သူ့ဘန်နေသူပြန်ပေးနေတာဟုတ်တယ်ပါအော်ပြီးတော့ဗာလဲငါတို့ဟိုယာယီသမရကလည်းသူ့ဘန်နေသူပေးထားတာအာစစ်ထောင်ချုပ်ကလည်းသူ့ဘန်နေသူပေးထားစစ်ဦးစုချုပ်ကလည်းသူ့ဘန်နေသူပေးထား तू ကရှောက်ပြီးတော့ तू ကယာလူတွေမြန်မာနိုင်ငံမှာရှိတဲ့အကြီးဆုံးယာလူတွေမှာ तू ကအကုန်လုံးယူလာတာလေဟုတ်ကဲ့ပါအေးဟုတ်ပြီအဲ့ဒါဆိုရင်မြို့ကပြောပြမယ်ဒီမင်းဆိုတာနော်မင်းဆိုမင်းညစ်တွေမှာလက်နက်သုံးပြီးတော့ပြည်သူတွေကိုတတ်တာလက်နက်တွေဝဲတာမင်းဆိုမင်းညစ်ဟုတ်ကဲ့ မင်းကောင်းမင်းမြတ်ဓမ္မဘတ်တော်သားမင်းကမေတ္တာတရားကိုရှိထားတာဟုတ်ပါပြီဗျအခုတော့ကျွန်တော်ပြောပြမယ်အခုအဲ့ဒီတပောင်ကမှန်မှန်မှန်တော့မသိဘူးနော်ဒါပေမဲ့အခုလေးကစပြီးတော့ကျွန်တော်မှန်နေပြီဒီလားဘုလို့ဘုလို့စပြီးမှန်နေပြီအခုကျွန်တော်တို့ရဲ့ဒီစကမစစ်သားတွေအင်းစကမစစ်သားတွေကျွန်တော်နေရာစုံတိုက်ပွဲစုံမှာကျွန်တော်တို့ခွေးပြေးဝက်ပြေး ခွေးတွေဝက်တွေတင်နေရပြီဟဲ့ဟဲ့ဟဲ့အဲ့တော့အဲ့တော့သူပြီးခဲ့တဲ့နှစ်ကတည်းကဒီနှစ်ကပို့ပြီးတော့ပို့ပြီးတော့ကျွန်တော်တင်ကြတယ်ဟာအဲ့တော့အဲ့တပောင်းကတဖြည်းဖြည်းနဲ့မှန်လာပြီဆိုရတာဒါအဘောက်ကျွန်တော်တင်ပြပေးတာအေးကွာဒီဇင်ဘာလဆိုတော့ကွာ လူတွေအကုန်လုံးကဒီဒကမာလုံးမှာရှိတဲ့လူတွေကအကုန်လုံးပျော့ကြတာဟုတ်တယ်အဲဒီဇမာလောက်ဟိုဘယ်လိုကောင်းမလဲသူကအနာရဲဆိုရင်အနာပိတဲ့ရဲဆိုရင်သူကလုံးကြတာလေငါတို့မြန်မာနိုင်ငံမှာဒီဇမာလောက်မပြောနဲ့၁၂လရာသီအကုန်လုံးကစစ်ဖြစ်နေတော့ပြည်သူလူထုတွေကမပြောနိုင်ဘူးဖြစ်နေတယ်ဟုတ်ကဲ့ပါပါနော်အဲ့တော့အအဘာတို့ရဲ့ကျွန်တော်တို့ရဲ့ဒီခုကျွန်တော်ပြောတဲ့ဒီတပောင်လေးမှန်မှန်မှန်ဆိုတာကိုဒီသတင်းလေးတွေနားထောင်ကြည့်လိုက်နော်ပထမဦးတော့ဘာလို့ကျွန်တော်ဟိုတခုတော့ကျွန်တော်ဘာလို့တောင်းဟိုတောင်းပန်အောင်မသိရပါဟိုကျွန်တော်ကလေ ဒီနေ့ကကျွန်တော်မျက်လုံးကမျက်ရိုးလေးနည်းနည်းကိုက်နေတော့လေမျက်မှန်လေးတော့ဟိုကျွန်တော်တက်လာခဲ့တာတရားဟိုအဘဟိုဟိုလိုက်ပြီးတော့တွေ့ငယ်လို့ပါဗျာအဘထင်ပါကြောက်လို့ပါကျွန်တော်တွေ့တယ်ငါသိတယ်ငါသိတယ်ငါသိတယ်လူဆိုတာကငါပြောကမင်းနေတိုင်းကိုတရင်နေဖတ်နေတာပဲကွာတရင်နေဖတ်နေတော့ဘာပဲပြောပြောလေမင်းအာယုံဆိုင်ရတာငါသိတယ်သဘောပေါက်တယ်သဘောပေါက်တယ်ဟိုတပည့်မျက်မှန်လေးနည်းတက်ထားမယ်နော်လုံးလုံးလုံးအဲ့ဒါရေးပြီးအဲ့ဒါရေးပြီးငါတို့ငါတို့ဘက်ကဘယ်နှယောက်သေးလဲဘယ်နှယောက်ကြလဲဘယ်နှယောက်ဟိုဘက်ကလင်းဝင်သွားလဲလက်နက်တွေဘယ်နှခုပေးလေးရလဲအဲ့ဒါပဲငါသိချင်တယ်ပြောပြမိလေအဘเนาะဒီကကြတော့အဘကျွန်တော်ရဲ့ဒီဝက်လက် ဝက်လက်မြို့အဲအဲ့ဒီဝက်လက်မြို့မှာကျွန်တော်တို့ရဲ့ဒီဟိုပါဆက်ကမှစစ်သားတွေဟိုတိတ်ဆုံးနေဆိုတဲ့တင်းလေးကျွန်တော်ပြပြမယ်လို့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 စမ်းမအောင်အဲ့တော့ကျွန်တော်ဝက်လက်နေတဲ့ကျွန်တော်ရွှေဘုံမြို့နယ်တို့တင်းတဲ့ကျွန်တော်တို့ရဲ့ဒီဆက်ကမှစစ်တဲ့နော်ဟိုစစ်ကော်မရှင်ပေါ့ဗျာเนาะတက်ဆွဲထားသောနေရာများနေနဲ့စစ်ကူစစ်ကြောင်းတိုက်ခိုက်ခံရမှုမှာကျွန်တော်တို့ရဲ့စစ်သားတို့34ဦးတင်ဆုံးနေလက်နက်မျိုးစုံကျွန်တော်စက်တက်လက် တော်လိုင်းတက်တရားနေပြီးတော့တင်းစီဝါတွေကိုသိရပါတယ်ဗျာမင်းကခုနကတည်းကငါပြောတယ်လေဘယ်နှယောက်လင်းဝင်ွားလဲလက်နဲ့ဘယ်နဲ့လက်ပေးလေးရတယ်ဘယ်နှယောက်သေွားလဲဘယ်နှယောက်တန်ရရလဲငါ့ကိုဒဲတာပြောတော့လို့ငါပြောတယ်ဟုတ်လေကျွန်တော်ဒီဟာဖြစ်စဉ်လေးလို့ကျွန်တော်ပြောပြမယ်လေနော်ဒီတိုက်ပွဲဖြစ်စဉ်လေးကိုကျွန်တော်ပြောပြမယ်အဲ့ဒါကဘယ်နေ့ကဖြစ်တာလဲဆိုရင်ကျွန်တော်နိုဝင်ဘာလ29ရက်နေ့နနက်6:00နာရီကမှတဲ့ကျွန်တော်ဝက်လန့်မြို့နေပေါ့နော်ကျွန်တော်ဒီစိုင်းနိုင်လေးရွာအတွင်း၌ ဆိုင်းနိုင်လေးရွာဆိုင်းနိုင်လေးဆိုတာဒီဆိုင်းတီးတာစုတ်ကားရဲ့ဒီမှာနိုင်သွားတဲ့မဟုတ်ဘူးဆိုင်းရအဲဆိုင်းတီးတာစလိနဲ့ဆိုင်းတာဒါစလုံးနဲ့ဆိုင်းတာအော်စလုံးနဲ့ဆိုင်းတာဆိုင်းနိုင်လေးရွာအတွင်းနိုင်နေဆိုတက်ဆွဲထားသောကျွန်တော်တို့ရဲ့ဒီအချမ်းဘတ်စစ်တက်ခေါ် standard စစ်တက်အေးအဲ့လိုပြောအဲ့လိုပြောအဲ့လိုပြောကျွန်တော်ရဲ့ standard စစ်တက်ကအင်အားကျွန်တော်100ခန့်ရှိရပေါ့နော်အဲ့အင်အား100ခန့်ရှိရကျွန်တော်ရဲ့ standard စစ်တက်ကိုတဲ့တော်လိုင်းရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ရတဲ့ကျွန်တော်ရဲ့စကားမဘက်ကနေကျွန်တော်၄ဦးပထမဦးဆိုတာတိတ်ဆုံးနေအင်း၄ဦးတိတ်ဆုံးနေအများပြားကျွန်တော်ထိခိုက်တံရရှိတယ်ကိုသိရပါဟာ ဲ့လိုမျိုးကျွန်တော်တို့ဒီလိုတိုက်ပွဲဖြစ်နေတဲ့နေရာကိုဟိုပြောရမယ်ဆိုကျွန်တော်တို့လည်းဒီစက်ကမှဟိုစစ်ကော်မရှင်ရဲ့နောက်ကကျွန်တော်စစ်ကူတွေရှိတယ်။အဲ့ဒါဘာတွေလဲဆိုကျွန်တော်ရွှေဘိုးတဲ့ကျွန်တော်ခလာရ40နှစ်တက်မှ40နှစ်တက်မှနေကျွန်တော်ဟောက်ကမင်းကားကိုပြောတဲ့ဥဒါအဲခလာရခလာရမြို့တောင်ဟိုစီဒီတောင်ဘက်ကနေထွက်သွားတဲ့တက်ဟုတ်တယ်အဲ့ခလာရ40နှစ်တက်မှနေဟောက်ဝေးစားလက်လက်ကြီးနေတယ်လက်လက်ကြီးနေတယ်ကျွန်တော်ပြောရမယ်ဆိုရင်အချိန်ပေါင်းကျွန်တော်တို့ဟိုပေါ့အချိန်20လောက်ရှိမယ်19ချိန်20ပေါ့အချိန်20လောက်ရှိမယ်ကျွန်တော်ပြစ်ကူပေးတယ် ဒီတိုက်ပွဲဖြစ်နေတဲ့နေရာကိုတက်ကူပြီးတော့ဟိုတော်လိုင်းတက်ဖို့တည်းပြေးပြီပေါ့လာမယ်လေဘာလာမယ်ဖြည်းဖြည်းချင်းလာမယ်ဟုတ်တန်ဖို့တန်ဖို့လာလေကွာငါ့ကိုဇက်တန်ငန်းငန်းဇက်တန်ငန်းငန်းနဲ့မင်းငါ့တို့မင်းတက်ချုပ်တိုင်းပဲမင်းလဲဟုတ်ကျွန်တော်ဘက်ကလည်းလုံနိုင်တဲ့အင်အားဘယ်လောက်ရှိလဲဆိုတော့ပြောပြတာအဲ့လိုတိုက်ပွဲဖြစ်နေတဲ့နေရာကိုကျွန်တော်လက်လက်ကြီးနေနဲ့ဒီ50ခါလား50နှစ်ကလည်းလက်လက်ကြီးနဲ့ဟာဝေဆိုင်နဲ့ပြစ်ပေးတယ်ပြီးရင်မကြင်ညာသေးဘူးကျွန်တော်ဘက်ကဘာလို့သိတယ်မလဲကျွန်တော်မုံရွာနားမခကျွန်တော်စက်တန်နာချုပ်တည်တယ်အဲ့ဒီကနေဘာလို့စက်တက်လီဒီ ဆက်တက်လေဒီနဲ့အာသိကောင်းတာဗောသိကောင်းတာဗောဆက်တက်လေစီမှာတစည်းတမဟုတ်ဘူးနော်၃စည်းအာသိကောင်းနေ၃စည်းနဲ့တက်တယ်ဟိုဘက်ဟာဝေဆိုင်နဲ့ပြစ်တယ်ဒီကလည်းကျွန်တော်ဆက်တက်လေစီနဲ့ပြစ်ပြီးတော့ပြစ်တယ်ဘာတက်နိုင်သေးလဲမင်းရအဲ့လိုကျွန်တော်ရေချောင်းတိုက်ခိုင်းမှုတွေကျွန်တော်ပြုလုပ်ခဲ့တယ်လို့သိရတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကောင်းတယ်အဆိုအဆိုပါတဲ့ကျွန်တော်အဲ့တိုက်ပွဲဖြစ်သွားတဲ့နေရာမှာဗောနော်ဟုတ်ပြီအင်အားဖြည့်တင်းရနောက်တဲ့အပေါ် အပေါ်တင်မို့အောက်ပါလာတာနော်အဲဒီဘက်ကဟာဝေဇာဒိနေလဲငါတို့ကပြစ်တယ်စက်တက်လေဒီစက်တက်လေဒီနေလို့တဲ့မြေမြန်ရတယ်ထိုးစစ်စင်းတယ်ဟုတ်တယ်ဗျတိတ်ကောင်းတယ်တိတ်ကောင်းတယ်တိုက်ပွဲဖြစ်တဲ့နေရာဝိုးတယ်ကျွန်တော်တို့ဒီမြေမြန်ကနေကျွန်တော်အင်အားဖြစ်တင်းရကျွန်တော်စစ်ကူပေးဖို့အတွက်ရောက်လာတယ်ကျွန်တော်မုံလဲ၃နိုင်ခန့်မှာပေါ့နော်ဟုတ်ပြီရောက်လာတယ်ကျွန်တော်ရွှေဘိုတောင်ဘက်မို့ပေါ့မှာထွက်လာတော့တဲ့ဒါပဲကျွန်တော်တို့ရဲ့ဒီအချမ်းဘက်စတန်ဒတ်စစ်တက်မို့မို့လေအစံဖဲဟိုစတန်ဒတ်လောက်ဆိုရပြီလေစတန်ဒတ်လောက်ဆိုရပြီဟိုကျွန်တော်ရဲ့စတန်ဒတ်စစ်တက်စစ်တက်ကြီးကျွန်တော်တက်မ3 3လက်အောက်ခံကျွန်တော်ခမရ71 ပြီးရင်ကျွန်တော်ခလာရ40နှစ်ဟုတ်ပြီအိုက်တက်ရင်းနေရှိမယ်ပြီးရင်ပြူစောတိနေရှိမယ် ဒါပဲငါတို့အရင်အင်အားပြူစောတိရှိမယ်ဟုတ်ကဲ့အရင်တော့အရင်အင်အားရဲပဲရှိတာဟုတ်ကဲ့အခုပြူစောတိရှိတယ်ပြူစောတိရှိအဲပြူစောတိတွေတိတ်ကောင်းတယ်တိတ်ကောင်းတယ်ကျွန်တော်တို့ရဲ့ဒီစားကားမှာစစ်သားတွေလည်းကျွန်တော်ပူပေါင်းတယ်ပူပေါင်းပြီရေးပြင်းမှာပူပေါင်းပြီကျွန်တော်အင်အားဘယ်လောက်ရှိမလဲ80လောက်ရှိမလဲတိတ်ကောင်းတော့ဗောလူရအများကြီးပဲလေအဲ80လောက်ရှိရကျွန်တော်စစ်ကြောင်းဟုတ်ပြီတက်ကူပေးဖို့တော့ဆိုကျွန်တော်ရွှေဘိုးမန်းလေးလမ်းမကြီးတိုင်းနဲ့ဟုတ်ပြီစစ်ကြောင်းထိုးလာတယ်စစ်ကြောင်းတိတ်ကောင်းတော့ဗောမင်းလူရလည်းငေါတော့အင်အားပြတဲ့အနေနဲ့ဟုတ်တယ်ဝင်းရောရေးပြင်းရောအဲဟာဝါစာရီရောအော်အဲ့လိုစစ်ကြောင်းထိုးနေတယ် ထိုးလာတဲ့အချိန်မှာညနေ9နာရီလောက်ရောက်မှာတဲ့အဲတော်လိုင်းရေးထက်ပွဲတွေကကြားပြက်ပြီးတော့တိုက်ခိုက်တယ်လို့ကျွန်တော်သိရတယ်တိုက်ခိုက်လေတာတနာတယ်လို့ပြောလိုက်လေတနာတယ်တနာတယ်တနာတယ်အဲ့လိုတိုက်ခိုက်တဲ့နေရာမှာတဲ့ကျွန်တော်တို့ဒီစကားမပကံအယောက်30လောက်ကျွန်တော်သိဆုံးတယ်လို့သိရတယ်တနာတယ်တနာဟာမဟုတ်ဘူးလေဟောငါတို့တွေကဒီလေဒီစက်တက်လေဒီနဲ့ဒီဟိုလို့ကြတော့ဆက်လက်နေနေလည်းပြစ်တယ်ဟာဝေဇာနေနေလည်းပြစ်တယ်ပြစ်တယ်အောက်ကဆစ်ချောင်းအောက်ကလေဆစ်ချောင်းထိုးတယ်တုံးမဲ့တုံးတဲ့ငေါတို့ရကနေလှုပ်တဲ့ဥစ္စာတော့ငါတို့ဘက်ကဘယ်နှယောက်တည်တယ်အယောက်30 သွားပြီ80မှာအယောက်30တည်တယ် view ဟာဘယ်လို view ပါလဲ view ဟာချူကြနေလို့ပေါ့ဟုတ်တယ်ဗျပြီးတော့ရှိသေးတယ်နော်ဗျအများပြားလဲတန်ရရှိတယ်။ဟာသွားပြီသွားပြီသွားပြီ။အများပြားတန်ရရှိတယ်။ဒီ viewer ချူကြတယ်နော်ဒီဝင်ရ viewer လည်းချူကြတယ်။ဟာဝေစာ viewer လည်းချူကြတယ်။ မြေပြင်ကဗျူဟာလဲခြုံကြလို့ငေါတွေကသွားပြီးစစ်သားမသားတွေဖြစ်ကုန်ပြီဟုတ်ကဲ့အဲ့လိုမျိုးကျွန်တော်တို့တွေဖြစ်ကုန်ပြီဂျားပြတ်ပြီးတိုက်ခတ်တဲ့နေရာမှာကျွန်တော်တို့စစ်သားအများပြားတည်ဆုံးနေအများပြားတန်ရရှိတယ်ပြီးတော့ဘာဖြစ်လဲဆိုတာလက်ကျန်ကျွန်တော်တို့ရဲ့ဒီကျန်နေတဲ့ကျော်စစ်သား50ယောက်ရှိမှာပေါ့အဲအဲ့70ယောက်ကဘာလို့လဲအဲ့ပြန်ထွက်လာတဲ့ရွှေဘူမြို့ရဲ့ကျော်တောင်ပန်းဘုံမှာရှိတယ်ကျွန်တော်သူတို့ရဲ့ထွက်လာတဲ့အထိုင်ခံလာတဲ့စကန်းအဲအဲ့စကန်းကိုပြန်လဲပြီးကျွန်တော်ဆုတ်ခွာသွားတယ်လို့သိရပါတယ်ဗျာအော်ဒီကောင်နေရာလဲကွာအာအေးဘောအေးဘောဒီကောင်နေရာဟိုဟိုတော့ရှေ့စကားရှိပါတယ်ဖျားဖတ်တော်အမျက်ပြေ တရားဖတ်တော့အမျက်ပြေဆိုတဲ့ဥစ္စာသူတို့အမျက်ပြေခြင်းလို့သွားတာမဟုတ်ဘူးသူတို့ကမဟုတ်တာလုပ်ပြီးွားမှာအရှင်မယားတပည့်တော်တို့တင်မှာကြောက်ပါအဲ့လိုသွားဖြစ်နေတယ်မှန်ပါပါဘာလို့ဆိုဒီဟိုကျွန်တော်တို့ဒီစစ်ဥပဒေမှာရှိတယ်လေကျွန်တော်တို့ဒီဖျားစီဒီဒီဆိုရင်ကျွန်တော်တို့ကမပြေအောင်မခတ်အောင်ပြီးရင်ကျွန်တော်ဆေးရုံဆေးရုံဒီမှာရှိတယ်ဆေးရုံဒီမှာကျွန်တော်တို့မပြေမခတ်အောင်အဲ့စကားကိုမပြောနဲ့အဲ့စကားမပြောနဲ့ငါတို့ကဘာကနေပြီးတော့ငါတို့တတ်မှတ်ထားတာကဖျားကြောင်ဟုတ်တယ်ခရီးရန် ကျော်ဘာသာရေးကျောင်းနေရှိမယ်ဘာသာရေးကျောင်းနေအစ္စလမ်ဘာသာရေးကျောင်းနေရှိမယ်ဟုတ်တယ်နော်ဆေးရုံနေရှိမယ်ကျောင်းနေရှိမယ်ကျောင်းနေရှိမယ်အဲ့ဒါလုံးဝကျွန်တော်ဖျားစီဒီပထိုးတွေအဲ့ဒါတွေမပြည့်ရဘူးလို့ပြောတာတာငါတို့ရှိရလူတွေကအဲ့ဒါတွေရှောင်လို့လားဟုတ်အဘတို့ကဒါအာနာရှင်စစ်တပ်ကြီးဘာတို့ကကဘာကဘာလုံးရဲ့ဒါစစ်ဥပဒေကိုဘာတို့လိုက်နာတော့မှမဟုတ်တာဘာတို့ကအာနာရှင်စင်စင်လုပ်နေတာလေဒါအဘတို့ပြောတာမဟုတ်ဘူးဒါတော်လိုင်းရေးတပ်ဖွဲ့တွေကနော်အဲ့လိုနေရာမျိုးကိုရှောင်နေအဲ့ကြောင့်အဘတို့ကတိလို့အဲ့လိုနေရာမျိုးကဘာတို့ကတက်ဆွဲတာအဲ့ဒါကိုပြောချင်တာ အဲ့ဒီတော့အဖဟိုအကြမ်းကြီးလေးကိုပြောရရင်ဒီစစ်ပွဲမှာပေါ့ဒီဝက်လက်မျိုးရဲ့ဒီစစ်ပွဲမှာကျွန်တော်တို့တော်လိုင်းရေးတက်ဖွဲ့တွေကတင်းစီရောက်ပြီးယူသွားတဲ့လက်နက်တွေရှိတယ်အဲ့ဒါလေးတွေအဖကျွန်တော်တင်ပြပေးမယ်ပြောဒီကျွန်တော်တို့ရဲ့တဲ့ဒီအကြမ်းဖက်စစ်တပ်ထံမှာနော်ဒီတော်လိုင်းတက်ဖွဲ့တွေတင်းစီရောက်ပြီးသွားတယ်ကျွန်တော်လက်နက်တွေကတော့ဗာလက်နက်တွေဖြစ်မလဲဆိုရင်ကျွန်တော် MA1 တက်နက်က9လက်ကုန်ပြီဟုတ်ကဲ့ပြီး MA2 တက်နက်ကကျွန်တော်2လက် ဟာတော်သေးတာဗောပြီးရင်ကျွန်တော် MA3 တက်နက်က2လက် ဟာ ပြီးရင်ကျွန်တော် MA4 တက်နက်ကတက်လက်ဟာ ပြီး RPG ကတက်လက်ဟာ RPG ပါပါဝါနေပါတယ်တေးပြီဗောဟိုအစံကြီးပဲမဟုတ်ဘူးเนาะတို့တို့ဟို RPG ပဲမဟုတ်ဘူးချိန်ဖူးလေးပါပါဝါနေ RPG အဖူး73ဖူးတွားပြီးတွားပြီးတွားပြီး73ဖူးဆိုရင်မင်းငါတို့ဘက်ကမင်း3ဖူးလောက်ပဲပြစ်ပြီး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 ပွဲသိမ့်ပြီးပွဲသိမ့်ပြီးတဖူးအာကာစီကိုတဖူးဟာဟုတ်တယ်မလား73ဖူးဆို73စီးတွားတွားပြီးတွားပြီးတွားပြီးဟာဘာဘာဒေတာအေးတာပဲလေဟုတ်လေပြင်တော့တေးပါမင်းလူငါလူမဟုတ်ဘူးလားမှန်တယ်လေဒါပြင်တော့တေးပါပဲလို့ပြောတာအဆောင်ရည်တွေကလည်းမကတ်နိုင်ဘူးเนาะပြီးရင်ကျွန်တော်60မမ9ဖူး ပြီးရင် RPG ပို့ကြည့်ကျွန်တော်ရှစ်တော့ RPG ပို့ကြည့်ပါပါသွားတယ်ပို့ကြည့်ပါပါသွားတယ်နော်ပြီးရင်ကျွန်တော်ကြည်ပေါက်၁၁ခုတဲ့အင်းနာကအင်းနာကကျွန်တော်နှစ်ခုနှစ်ဖူးဟာအင်းနာကနှစ်ဖူးအင်းနာကပါပါသွားတယ်ပါတယ်ပြီးရင်ကျွန်တော်နန္နတိကနှလုံးနော်နန္နတိနှလုံးကတို့စားဖို့နေပါလိမ့်မယ်ငါတို့ မဟုတ်ဘူးလေနာနေသီးဆိုလက်ပြဘုံဩမင်းတို့အခေါ်ဘောမင်းကိုသီးတို့နာနေဩမင်းကိုသီးတို့နာနေသီးတို့မင်းငါ့ကိုပြောပါလက်ပြဘုံဆိုလေလက်ပြဘုံပေါ့ဩလက်ပြဘုံကနှလုံးပေါ့ဗျာဒါပေမဲ့လက်ပြဘုံပေါ်မှာနာနေသီးမျိုးစားမင်းကိုသီးမဟုတ်ဘူးအေးပါအေးပါအေးပါမင်းကိုသီးอ่ะဘာအတွက်မင်းကိုသီးအလုံးလေးတော့ရမင်းတစ်လုံးပဲပြစ်လိုက်တော့ငါအိမ်ခံတော့တက်ဟာဟေးအောင်ဟာမင်းကိုသီးအဘကြိုက်တယ်လေမကြိုက်ဘူးမကြိုက်မကြိုက်တော့ဘူးဟုတ်ပါအခုနာနေသီးနှလုံးအဲ့စသည်ကျွန်တော်တို့ဒီဟိုပါပေါ့လက်လက်ပစ္စည်းတွေကိုတော်လိုင်းတစ်ခွက်တည်းတင်းစီးသွားတယ်လို့ကျွန်တော်သိရပါတယ်ဗျ ဒါကတော့ကျွန်တော်တို့ဒီဝက်လက်မျိုးမှာဖြစ်တဲ့အကြောင်းလေးပေါ့နော်။သူတို့တင်းစီတာရေးမကြည့်ဘူး။သူတို့တင်းစီွားတဲ့ငါတို့စီကလက်နက်နဲ့ငါတို့သူတို့ကပြန်ပြစ်မှာ။ဟာပြန်ကျိန်းနေတာပေါ့အဘ။ဟာပြန်နေအဆန်ကုန်းနေ။ကျိန်းနေတယ်နော်။အဲ့တော့ဆက်လက်ပြီးတော့အဘဟိုအဘကိုကျွန်တော်ပြောလဲဆန်းလိုက်ပဲပြောလိုက်တော့မယ်။ ဟောဘာဘာလဲကွာရုပ်ငါရင်ထိတ်လိုက်တာဟိုတလဲတာပြောတယ်မှာအခုဘာလို့ကျွန်တော်စကားမှာစစ်ကော်မရှင်နေတက်တယ်ဟိုကြောင့်ဟိုဟာပေါ့ဟိုတရုတ်အားကိုးပြီးတော့ဒီတရန်ကြီးအားကိုးနေပေါ့နော်ဟောမိုးကုန်းမျိုးတွေကိုပြန်ဝင်နေတယ်ဒါပဲလေမိုးကုန်းမျိုးကလည်းပြန်ဝင်လာမယ်တောင်ပက်လေပက်လေတောင်ကြီးဝိုင်းရံကာစီဝိုင်းရံကာစီအော်ဝိုင်းရံကာစီပက်လေတောင်ကြီးကိုနော်အဲမိုးမိုးအဲပက်လေ ကာရားတဲ့တောင်ကြားတဲ့မိုးကုံမျိုးမိုးကုံမျိုးအဲ့မိုးကုံမျိုးမှာငါတို့ကအချိုးအားထုတ်ပြီးတော့ငါတို့ကကြောက်နေတူးတော့မှာဟုတ်ပါဟုတ်ပါအဲ့အဲ့ကြောက်မတူးနေနေဒါဖြစ်နေတဲ့ဟာလေးပြပြမယ်နော်လုံဆန်းပါလုံဆန်းပါလုံဆန်းမိုးကုံမျိုးအနီးပိုင်ကင်လိုက်ပြီနော်မိုးကုံဟုတ်ပါဒီပိုင်ကင်လိုက်ပြီမိုးကုံမျိုးအနီးတဲ့ကျွန်တော်နှစ်မိုင်ခန့်အကွာမှာတဲ့ကျွန်တော်တို့ရဲ့ဒီစစ်ကောင်စီတက်နေပေါ့နော်ဟုတ်ပြီတီတုကာကွယ်ရေးတက်မှာတော့ PDF တို့ ပူပေါင်းဟိုကြောတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတော့တနာတယ်လို့ပြောလိုက်နော်တိုက်ပွဲတွေပြင်းထန်နေတယ်နော်တနာတယ်ငါတို့ဘက်ကလူကြီးကငါတို့ကအထက်ထက်အောင်ရောက်နေပြီကွာမင်းရလေဟုတ်ကဲ့ပါအဲ့ဒါတော့ဘယ်နေ့ကဖြစ်တာလဲဆိုတော့နိုဝင်ဘာလ30ရက်နေ့ညကတဲ့ဟုတ်ပြီဟုတ်ပြီမိုးကုတ်မြို့ပေါ့မိုးကုတ်မြို့မှာရှိတဲ့ကျွန်တော်တို့ဒီဟိုပေါ့ရွာတွေရှိမယ်ဟောအဲ့ရွာတွေတော့ဘာတွေဖြစ်မလဲဆိုတော့စင်ခွာလို့ကြောက်ဝါလို့နော်ချောင်း ။ချောင်းကြီးဘော်ပဒန်းကျေးရဘက်။ဟုတ်ပြီ။အဲ့အဲ့ဘက်တွေလည်းအရင်တုန်းကဒီငါတို့ဗဒမားထွက်တဲ့နေရာတွေ။ဟုတ်တယ်။ငါတည်ရည်ပြီးတယ်။အဲ့ချောင်းကြီးဘော်ပဒန်းကျေးရဘက်မှာတဲ့တိုက်ပွဲတွေစတဲ့ဖြစ်ပွားနေပြီတဲ့။ဒီလင်းမှာလည်းကျွန်တော်တိုက်ပွဲတွေကဆက်တက်ပြင်းထန်နေတယ်လို့သိရတယ်ဗတ်။တနာတယ်လို့ပြောလေ။တနာတယ်လို့ပြောတယ်။မင်းတော်လိုင်းတက်ဖွဲ့နေတဲ့ PDF တွေကို မင်းအဆက်အသွယ်ရှိတယ်ဆိုပြောလိုက်မင်းတို့လက်နဲ့ချပြီးတော့ငါတို့ဘက်ကိုအလင်းဝင်လိုက်တနာတယ်လို့ပြောလိုက်ဟုတ်ကဲ့ပါအဲ့တိုက်ပွဲကတော့ပြောရမယ်ဆိုရင်အပါကိုပြင်းပြင်းထန်ထန်ကိုပြင်းတဲ့ဟိုဖြစ်ဖြစ်နေလေလို့သိရတယ်ဟာဒီတဲ့ပြင်းအောင်ပါဒီတဲ့ပြင်းအောင်ပါပြင်းကျွန်တော်တို့ဒီလက်နဲ့ငယ်အတန်ဒီမင်းမကောက်ဘူးကျွန်တော်တို့လက်နဲ့ကြီးတန်နေတယ်ကျွန်တော်ဇလိုက်တွေကိုကြားနေရတယ်ဒါနဲ့ငါတို့တရားဒီဘက်ကနေပြီးတော့ငါတို့တရားဥစ္စာမရှိဘူးပေါ့နော်အဲလက်နဲ့တွေဘာတွေကုံဝါကြီးဘာညာဆိုရင် husky နဲ့ငါတို့လာလို့မရဘူးဆိုရင်ခုန TNN တွေကိုငါတို့ကလာပြီးလမ်းကြောင်းတွေလာပို့ခိုင်းလေပြီးပြီဟိုပါပြောရမယ်ဆိုတော့ဒီဟိုတိုက်ပွဲတော့ပြင်းထန်တယ်လက်နဲ့ကြီးတန်နေရလဲကျွန်တော်တို့ဒါဟို စရိုက်ကြားနေရတယ်ဟုတ်တယ်တော့ပြောရမဆိုမျိုးကန်လူတွေကလည်းသူကဟိုအခုတော့အရန်စိတ်ပူလာကြတယ်အရင်ကတော့သူတိုက်ပွဲတော့ဖြစ်မယ်လို့ထင်တယ်ဒါပေမဲ့အဲ့လောက်ထိပြင်းထန်နေမယ်လို့မထင်ဘူးမထင်တော့သူမျိုးကန်တွေကတော့သူတို့ကဟိုမရှောင်တိမ်းမဲ့နေနေတယ်ဆိုတဲ့သဘောပေါ့ဗျာဒါပေမဲ့အခုကတော့အဲ့လိုသူတို့ထင်တာဆိုတော့မဟုတ်ဘဲနဲ့တိုက်ပွဲကအင်မတန်ပြင်းထန်တယ်လို့ပြောတယ် အရန်ကိုပြင်းထန်နေတယ်တဲ့အဲ့တော့တိုက်ပွဲပြင်းထန်နေဆိုငါတို့ဘက်ကအသာစီးရတာလားလေဝမ်းမင်းရလေဒါလေးပြောမလို့ဟာအဲ့ဒီတိုက်ပွဲအတွင်းမှာတဲ့ကျွန်တော်တို့ရဲ့စစ်ကောင်မရှင်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ရဲ့ standard army ဒါပဲခုံယူရမှာတနာတယ်လို့ပြောလိုက်ကမ္ဘာအဆင့်ကျွန်တော်39ရှိတယ်ကျွန်တော်တို့ရဲ့ standard army ကတနာတယ်ငါတို့တွေကတေဆုံးသူကျွန်တော်20ဦးထက်မနည်းရှိခဲ့ပြီသိရတယ်တနာတယ်20ဦးထက်မနည်းဟာခုံယူပါ တင်းစုံတော့ဟိုဘက်ကတင်းစုံငါတို့ဘက်ကဟုတ်တယ်ကျွန်တော်ဘက်ကျွန်တော်ဘက်ကစတာငါတို့ဘက်ကဒီလွန်ရလက်နဲ့ရလဲပြည့်စုံတယ်ကွာဒီငါတို့ DNA နဲ့ရနေရောငါတို့ပတ်မိုးကုညီပြီးတော့ငါတို့မျိုးတွေကိုလည်းငါတို့ခေါ်လာသေးတယ်ဟုတ်တယ်လေအဲ့တော့ငါတို့ဒီက20ကျော်သေးတယ်ဆိုတော့20ကျော်ဆိုတာဒါကအခုကကျွန်တော်တိုက်ပွဲပြင်းထန်နေတော့စင်ရင်းမရှိသေးတယ်စင်ရင်းမရှိသေးတယ်အဲ့20တဲနဲ့များပြီးတုံညာတွေထက်တိုးနိုင်တဲ့အင်အားမှရှိတယ်အော်အဲ့အဲ့ဒါဆိုရင်မင်းပြီးပြည်သူတွေအတွက်ဒီတော်လိုင်းတက်ဖို့ဝင်နေတော့ကတုံညာတိုင်းမှာတက်မိုးရှိနေတာပေါ့တက်မိုးရှိနေတယ်တက်မိုးရှိနေเนาะ ။ဟောအဲ့တော့ပြောမယ်ဆိုတော့ကျွန်တော်ဒီမိုးကုတ်မြို့ကိုတဲ့ကျွန်တော်တို့ရဲ့ဒီစားကောင်းမှတက်ကတော့ကျွန်တော်နိုဝင်ဘာလ29ရက်နေ့ညကကျွန်တော်တို့ကားတွေနဲ့ဝင်လာလို့သိရတယ်။ပြီးရင်ကျွန်တော်တို့အဲ့တဲမှာတော့အများစုကတော့ကျွန်တော်တို့ဒီပြည်သူစစ်ကွာပေါ့စစ်မှုထမ်းတပ်သားတွေတွေပါတယ်လို့သိရတယ်။ဟာပြောရမယ်ဆိုအင်အားကတော့အယောက်တစ်ထောင်လောက်ရှိမယ်လို့ဟိုကျွန်တော်ခံမန်းနေပေါ့နော်တထောင်နေမကောငါးခုထည့်ခိုင်းနေ1500ထည့်ခိုင်းလိုက်တာနောက်ထပ်ဒီဟိုကလေးတွေကဒီ ဟိုပြန်ရွေးွားတဲ့ကလေးတွေရှိတယ်ကွာဟုတ်ကဲ့ပါပါအဲ့လိုမျိုးမရှိမရှိမဲ့ပတ်စံလေးတွေနဲ့ပြန်ရွေးွားတဲ့ကလေးတွေရှိတော့ငါတို့ကအဲ့မှာတထောင်ပဲငါတို့ကတွေ့လေရတာဟုတ်ကဲ့ပါပါဟိုဒီကကြတော့ပါဟိုကျိုးသတင်းလေးရထားတာဒီတစ်ခုကျွန်တော်ရှိတယ်အဲ့ဒါတော့ဗာလဲဆိုတော့ဟိုနည်းနည်းတော့မကောင်းဘူးအဘာတို့တော့မကောင်းဘူး ဩမကောင်းရင်လည်းပြောမနေတော့နဲ့လေမင်းကမပြောလို့ကလည်းမရဘူးလေဗါ့ဩအဲ့ဒါဆိုမင်းကဗါလေမပြောရင်မပြီးမတီးရင်မမီဆိုတဲ့အကြောင်းမင်းဝိကျေတန်းကြီးငါ့ကိုလာပြောတာလားဩဗါဘူးကျွန်တော်တင်းကတော့ကျွန်တော်ရတဲ့တင်းကိုကျွန်တော်အပေါက်တင်ပြပေးရအောင်ဒါပေမဲ့မင်းပြောတဲ့တင်းစကားကမှားမှန်မှန်မှန်ဟုတ်ကဲ့မယွင်းမားစီနဲ့ဟုတ်ကဲ့ပါအထင်းသားတိအောင်ပြောတော့ကျွန်တော်တင်းကအမှန်ပြောမယ်နော်အဲ့တော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီပါပြောရမယ်ဆိုပြည်ဦးလွင်လွင်နဲ့ကျွန်တော်တို့ဒီအန်နဲ့မင်းမျိုးလို့ခေါ်ရင်ခေါ် ဟုတ်တယ်လေထောက်လိုက်မင်းမျိုးတော့မဟုတ်ဘူးမင်းမျိုးတော့မဟုတ်ပြင်းလင်းပေါ့နော်အဲ့ပြင်းလင်းမှာတဲ့ NLD လက်ထက်အစိုးရပေါ့နော်အစိုးရကြီးတဲ့ရေသနာဘုံမျိုးတိစံကိအဲ့ဒီ NLD ဆိုတော့ငါကြောင်းမကြားညင်းတော့ဘူးဒီအသားဆိုးကလက်ထက်ကဟိုချမှတ်ထားတဲ့ကျွန်တော်ရဲ့ရေသနာဘုံမျိုးတိစီမံကိန်းအဲအဲ့စီမံကိန်းကိုတဲ့ကျွန်တော်ရဲ့တချို့ကြီးကပါတယ်သူပဲလောက်တူလို့ပါအောင်အခုသူကနေရာပြန်ယူပြီးတော့ပြန်လဲအကောင့်တွေဖော်မယ်ပေါ့နော်အော် तू ကအကောင့်တွေဖော်ညင်လို့ပေါ်တာမဟုတ်လေသူသားစီးပွားရေးသူတို့စီးပွားရေးအတွက်အကောင့်တွေဖော်နေတာလေဒီလေအဲ့လိုပြန်လဲအကောင့်တွေဖော်ဖို့အတွက်ကိုဘာလုပ်လဲဆိုရင်တဲ့ သူတက်ချုံကြီးရဲ့တားဖြစ်သူနော်ကျွန်တော်အောင်ပြေဆုံးကြီးကျွန်တော် Sky One စောက်လို့ရေးကုမ္ပဏီတည်တယ်အဲ့ဒီကုမ္ပဏီကိုတဲ့ဒီဆေးရုံတွေဒီမြို့သစ်စီမံကိန်းမှာဆေးရုံတွေလမ်းတွေပြီးတော့အခြားကျွန်တော်တို့အရေးကြီးတဲ့ဟိုအဆောက်အဦတွေပေါ့နော်အဲ့ဒီအဆောက်အဦတွေကိုစောက်လို့ခွင့်ပေးထားတယ်လို့သိရပါတယ်နော်ဘာအခုသာဘာဖြစ်လဲဆိုတော့ဒီဟိုသာငါတို့ဗမာစကပုံရှိတယ်ကွာဟုတ်ကဲ့လူနာမျက်ဖြူစိုက်လေဆရာဝန်ကြိုက်လေပဲဟုတ်ကဲ့တော့ပြည်သူလူထုတွေငတ်ပြတ်နေလေဒုက္ခရောက်နေလေ တက်ချုံနဲ့သူ့မိသားစုကကြိုက်လေပဲဘာလို့ဆိုတော့သူကဒီနေရာတွေအကောင်းမေးဆိုတဲ့နေရာတွေကိုသူတို့ကောင်းစားရေးအတွက်သူတို့နေနေနေရအခုယာနဲ့ချီပြီးတော့ရဲဘော်တွေပေးနေတာသူဘာလုပ်လဲအဲ့ဒါပြောတာပေါ့အဲပြီးတော့အခုဒီကြားထဲမှာရှိတယ်ကန်ယိုးတဲ့သူစစ်ရှုံးတော့ကန်ယိုးတဲ့ထောက်ရှောက်မှာစစ်ရှုံးတော့ရခိုင်တို့တနင်္လာရီတို့ဘိတ်တို့ဒဝဲတို့မှာစစ်လဲရှုံးလဲရှုံးတိုင်းမှုကိုခေါ်ပြီးတော့စုတယ်ဟုတ်ကဲ့အဲ့ဒီနေရာတိုင်းမှုကိုခေါ်ပြီးစုမဲ့စား तू ကအဲ့ဒီနေရာမှာတွားပြီးတော့ကုတ်ခဲကြီးပါလားဘယ်လိုရဲမလဲပါဘယ်လိုရဲမလဲဟုတ်ပြီဘယ်လိုရဲမလဲ ဲ့တော့ငါပြောတာလေမသွားရတာเนาะအဲ့တော့ဘာဒီကကြတော့ဘာအရန်ကြီးကြီးတဲ့တင်းတစ်ခုဒါဒီမနက်ရဲ့နောက်ဆုံးတင်းလေးပြောပြမယ်အဲ့တော့ဘာလဲဆိုရင်ကိုမင်းအဲ့လိုမျိုးငေါ့လေဒီမနက်ရဲ့နောက်ဆုံးတင်းဒီညနေရဲ့နောက်ဆုံးတင်းဆိုငါဒီနှလုံးရောငါရားလိမ့်မယ်ရင်ထိတ်နေပြီဟုတ်ကဲ့ပါပါရဒါလေးကအရေးကြီးလို့ပါပါရနော်အဲ့တော့ဘာလဲဆိုကျွန်တော်တို့ဒီဟိုထိုင်းဘတ်တို့တဲ့ကျွန်တော်တို့ဒီအိန္ဒိယချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံထိုင်းနိုင်ငံအဲ့ထိုင်းနိုင်ငံဘတ်တို့တဲ့မြန်မာဘက်ကနေရောပြစ်ခတ်တော့ကျွန်တော်လက်လက်ကြီးများအင်းကြောက်ရောက်ပြီးနော်တဲ့နော်ဒီတောင်းရင်မြင့်နော်ကျွန်တော်မြင့် ဖြက်ကူးတော့ကျွန်တော်နေဆက်ဂိတ်တွေတိတယ်အဲ့နေဆက်ဂိတ်တွေအားလုံးကိုဒီထိုင်းအာနာပိုင်တွေကကျွန်တော်ခုနှစ်ရက်တိတိကျွန်တော်ပိတ်လိုက်တယ်လို့သိတယ်ပုတ်လေကွာငါတို့တွေကဒီဘက်ကနေတော့ဟိုတရားဘုရားနဲ့မတော်ဘဲငါတို့တချို့နေရာတွေကငါတို့ကဖွင့်ပေးထားတဲ့ဥစ္စာကိုအကုန်ပိတ်သူတို့ကဘာလို့ပိတ်တာလဲဟောသူတို့ရဲ့ဒီနေမြေတဲကိုဒီလက်လက်ကြီးကြီးကြတယ် အဲ့တော့ကိုကျွန်တော်တို့ကပြန်သတိပေးတဲ့နေနဲ့ကျွန်တော်တို့ဘယ်လိုပါလဲဟိုမီမီဘိုင်းနေကျွန်တော်မီရှုမီဘိုင်းနေကျွန်တော်တို့ပြန်ပြီးတော့မီကိုမိုင်းနေမီကိုဘူးဒုံးနေအဲ့တော့ကမီရှုမီဘိုင်းဒုံးနေဟိုမင်းတို့မလုံးနဲ့လုံးရင်ငါတို့ကဒီမှာအစင်းစင်းငါတို့ကကာပြီးသားဆိုတဲ့ဥစ္စာပေါ့ကွာသတိပေးတယ်သတိပေးတော့ဥစ္စာကိုထပ်ဝင်လို့လားထပ်လို့ကွာထပ်ကြတယ်အဲ့ထပ်ကြတဲ့အတွက်ကြောင့်အခုဆိုရင်ဘာလုပ်လဲဆိုအဲ့တောင်းရင်းမြင့်မှာတောင်းလျှောက်မှာချိတယ်ကျွန်တော်တို့ဒီဂိတ်နေ ဒိတ်တွေနော်လေးနဲ့ပဲကူကကူကတရားနဲ့ကူကငါတို့လေးလေးစိတ်တွေရှိမယ်ကွာငါတို့ဒီဖောင်းဖောင်းပေါ်မှာငါတို့ဒီဘက်ကနေလေးလေးကားလေးတွေတီးပြီးငါတို့ကူတဲ့နေရာပဲအကုန်လုံးပိတ်လိုက်ပြီလားအကုန်လုံးပိတ်လိုက်ပြီအဲ့ဒါကိုတော့ခုနှစ်ရက်တီးတီးပိတ်လိုက်တယ်လို့တို့တည်ရတယ်တည်ရမှန်အောင်ဆိုရင်လေဒီခုနှစ်ရက်တီးတီးမပိတ်ရဘူးတည်ရဟိုခုနှစ်နှစ်လောက်ပိတ်လိုက်ရမှာတည်ရခုနှစ်နှစ်လောက်ပိတ်ရမှာအဲ့ဒီအချိန်တော့တက်ချုပ်လည်းသိပြီလေဟာဩဟုတ်တော့ မင်းမင်းပြောနေငါရုံရုံဝါးတွေဖြစ်ကုန်ပြီမဟုတ်ဘူးအပါရဲ့တကယ်ကိုဖြစ်ရမှာဘာလို့လဲဒီဟာအခုလိုမျိုးဒါကျွန်တော်တို့ဒီတစ်ဖက်နိုင်ငံနဲ့နိုင်ငံဆိုပြောရမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံဆိုအင်းဒီနာချင်းနိုင်ငံဟုတ်တယ်ပြောရင်အာဆီယံနိုင်ငံမှာလည်းကျွန်တော်ပါပြီးသားပါပြီးသားလေအဲ့တော့အခုကျွန်တော်သူများနိုင်ငံကိုကျွန်တော်ကြည်သွားကြတယ်ကြည်သွားကြတယ်ဆိုရင်အဖဘာပဲပြောပြောအဖတောင်းမှန်မတောင်းမှန်ဘာမှမရှိဘူးလားအော်ရှိတာပေါ့ရှိတယ်နော်ဒါဒီပြောရမယ်ဆိုထိုင်းနိုင်ငံကိုသွားပြီးတော့တောင်းမှန်ရမယ် အခုကအဲ့လိုမတောင်းပန်တဲ့အပြင်အခုတက်ချုပ်ကြီးကလေဘလီဗလာနဲ့အယူစကားတွေပြောပြန်ပြီတောင်းပန်မယ်ဆိုတဲ့စကားမျိုးငါပြောပြအောင်မယ်တက်ချုပ်ကဟုတ်တယ်မင်းပြောသလိုပဲသူအဲ့ဒီမကြည်ကြပါလို့ရှိရင်အရင်လက်ထက်တုန်းကကွာမင်းဟိုသူ့ဆီကလက်ထက်တုန်းကဆိုရင်အနည်းငယ်ပါကြည်ကြပါတယ်ပါလို့တောင်းပန်တယ်အတောင်းပန်ပြီးတော့ရိုကျေးပေးသိရင်လည်းပေးလိုက်တယ်အဟိုဘက်ကရိုကျေးမယူပါဘူးနော်ဟိုဘက်ကရိုကျေးမယူပါအတောင်းပန်လို့ဆိုပြီးပြီးကျင်းတတ်ပြီနော်โอเคသူကတောင်းအောင်တောင်းပန်မှာတက်ချုပ်ကဘာလို့တောင်းပန်လဲသိလားအရင်တုန်းကသူကနေပြီးဒီဘက်က ဟိုထိုင်းနိုင်ငံဝန်ကြီးချုပ်ကိုတွားပြီးလက်စွပ်နှုတ်ဆက်တာလေဟုတ်တယ်လေဝန်ကြီးချုပ်ပြုတ်သွားတယ်လေဟုတ်တယ်လေသူ့ရဲ့အဝေးအသက်တွေနဲ့သူ့ရဲ့လက်နဲ့တွားထိလိုက်တဲ့လူမှန်သမျှကလူညွန့်တုံးရင်တုံးမတုံးရင်ယာရုလျှော့သွားတာပဲယာရုပြုတ်တာပဲအခုကတက်ခွေကြီးပြောတဲ့ဟာတွေပြောပြအောင်မယ်သူကမတောင်းမှန်တဲ့ပြင်ဘာပြောတယ်မှလို့လေဘာပြောလို့လဲငါမသိလိုက်ဘူးနော်အဲ့ဒါအဲ့ဒီထိုင်းဘက်ကိုကြားတဲ့ကြည်ပေါ့အဲ့ကြည်ထိတဲ့လူကကျွန်တော်တို့ပြောရမယ်ဆိုရင်ကျွန်တော်ရွှေပြောင်းအလုပ်သမားတွေပေါ့နော်ကျွန်တော်ရဲ့မြန်မာနိုင်ငံရွှေပြောင်းရွှေပြောင်းအလုပ်သမားတွေတွားထိတာ ထိုင်းလူမျိုးတွေကိုထိရမဟုတ်တဲ့အတွက်ကြောင့်တော်မတောင်းမနိုင်ဘူးဗျာ။မယိုင်းလေးတော့အဲ့ဒါအဲ့ဒါတော့တချို့မယိုင်းသွားပြီနော်။အဲ့ဒါဆိုကျွန်တော်မေးပါအောင်မယ်။ဒီအခုကျွန်တော်ထိသွားတဲ့ရွှေပြောင်းအလုပ်သမားတွေဆိုတာကဘာလူမျိုးတွေလဲ။ဘာလူမျိုးနိုင်ငံမြန်မာလူမျိုးပေါ့။ဟုတ်တယ်နော်။အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကကျွန်တော်မြန်မာလူမျိုးတွေကျွန်တော်အလုပ်မရှိလို့သူများနိုင်ငံကကျွန်တော်တို့ကယ်ထားတာ။ကယ်ပြီးအလုပ်တွေပေးတာ။စစ်ဘေးတွေတင်းနေလို့။အဲစစ်ဘေးတွေတင်းလို့လာပြီးစစ်ဘေးရှောင်းနိုင်ငံကြီးကမကောင်းလို့။မကောင်းလို့။ထိုင်းနိုင်ငံကယ်ထားတာ။ကယ်ထားတာ။အဲ့မျက်နှာကမထောက်ဖဲနဲ့။အခုထိတာကကိုယ်လူမျိုးတွေထိတာ။အင်းဘာမှမဖြစ်ဘူး။ ထိုင်းလူမျိုးကိုထိတာမဟုတ်တဲ့အတွက်ကြောင့်တောင်းပန်စရာမလိုဘူးဆိုတဲ့ပုံစံမျိုးကိုတက်ချုံကြီးကထပြောနေတယ်။ဟာကွာကတမင်းပြောမှရတော့အော်ထိဝါတာကငါတို့ဒီဘက်ကမြန်မာအလုံးတော်မှာရွှေပြောင်းလူမျိုးတွေထိတာတေဝါတာငါတို့မြန်မာလူမျိုးတွေတေတာဆိုပြီးတော့ဟာ तू ကပြောအဲမြန်မာလူမျိုးတွေတေအောင်အဲ့ဒါဆို तू ကနေပြီးတော့ဟာငါတို့တတ်တာဆိုတဲ့ဥစ္စာကြီး तू ကပုံမလင်းလင်းကြီး तू ကထုတ်ဖော်လိုက်တာပေါ့အဲ့လိုဖြစ်နေတယ်ဘာအဲ့လိုအဲ့လို तू လည်းမင်း तू ကြိုးခွင့်ဆိုတာ तू မသိဘူးနော်ဩအဘလေတရေချင်းတရေလာတော့မှာလာတော့မှာလို့ပြောတာနော်အဲ့ဒါပြောတာပေါ့ဟောအဘတက်ချုံကြီးကလေ ငွေးတဲ့ကလေအသေးလေးမွေးရမှာပါရဲ့ဟုတ်တယ်အသေးလေးမွေးဟာ